ဂျိုရှွာဘန်နဲ့အောင်လာအန်ဆန်ကတော့မြန်မာပြည်သက်တွေကိုလုံးဝလုံးဝကိုစိတ်မပြတ်စေခဲ့ပါဘူးအောင်လာအန်ဆန်ကတော့သူအရန်ကိုမှချစ်မြတ်နိုးတဲ့ပျက်စီကို လေးလံသိရောင်းချပြီးတော့မြန်မာပြည်သူတွေအထွတ်ဒိန်ပေါင်းရာချီနော်လူဒန်းပေါ်တွာလုံးဆောင်လိုက်ပြီးလေးဖြစ်ပါတယ်ဂျိုရှွာဘန်ကလည်းအဲ့ဒီအတိုင်းပါပဲသိန်းတရာလူဒန်းခဲ့တာဖြစ်ပြီးတော့သူကိုရင်ကမြမောင်ကလေးမေးအထွတ်အလူငွေတွေကောက်ခံပေးနေတာဖြစ်ပြီးတော့ ဒေါ်လာ9000ကျော်ရရှိခဲ့ပြီလဲဖြစ်ပါရီ။အောင်လအန်ဆန်ကတော့အခုပဲမြန်မာနိုင်ငံအတွက်မြေကလင်းအထောက်ပံ့အတွက်ဘွဲနိုင်ရလအိတ်မြောက်ကိုလူတန်းမေးလို့ဆိုထားပေးဖြစ်ပါရီ။လီလန်တင်မေပေါ့ဗျာ။မြန်မာနိုင်ငံကကျွန်တော်ရဲ့အိမ်နှလုံးသားအရေးမြင့်ဖြစ်ပါရီတဲ့။ဒီအတွေ့မှာမန္တလေးနဲ့စကိုင်းအလေပိုင်းဒေသကိုပြင်းထန်တဲ့မြေကလင်းတစ်ခုတိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ဟာမယုံနိုင်လောက်အောင်ဆုံးရှုံးမှုကြီးမားတဲ့သဘောဝဘေးအန္တရာယ်ကိုကြုံတွေ့နေရပြီလို့အောင်လအန်ဆန်ကဆိုပါရီ။မိသားစုတွေဟာလေအများကြီး ဆုံးရှုံးကြရတာဖြစ်ပြီးတော့အိမ်တွေပြိုကျပစ္စည်းတွေဆုံးရှုံးနေရပြီးအလုံးဟာပြန်လည်တည်ထောင်နိုင်ဖို့စူးစမ်းနေရပါတယ်အာထုံနေချရပါတယ်လို့ဆိုပါတယ်ဒီလိုမျိုးအရေးကြီးတဲ့အခိုက်အတန့်တွေမှာကျွန်တော်တို့ဟာစီးလုံးညီညွတ်ဖို့လိုအပ်ပါတယ်ဒါကြောင့်ကျွန်တော်ကိုယ်တိုင်တိုက်ခိုက်ခဲ့ပြီးအနိုင်ယူခဲ့တဲ့လက်အိတ်တွေကိုလေးလံသိမ်းဖို့ဆုံးဖြတ်ခဲ့တယ်အလူငွေတွေကိုအဓိကလိုအပ်တဲ့နေရာတွေစီအရောက်ပူပေးမယ်သူကြီးရဲ့တယောက်စာလူရမှု1ဒေါ်လာတိုင်းဟာ မြင်းကလေးတဲ့ပြည်သူတွေကိုအစာအနီးအထိုင်ခင်းနဲ့ဆေးဘက်ဆိုင်ရာအကူအညီတွေစသဖြင့်အများကြီးပံ့ပိုးပေးနိုင်မဲ့အလူငွေတွေအဖြစ်လိုက်ရရောက်ရှိမှဖြစ်ပါရီလို့အောင်လန်းအန်ဆန်ကဆိုပါရီဒီလေးတွေဟာခန္ဓာရည်အာမခံမှုနဲ့ခွန်အားတို့ရဲ့တင်ငသာဖြစ်ပြီးယခုချိန်မှာကျွန်တော်တို့မြန်မာပြည်သူများကလည်း generation နဲ့ထက်မြောက်ရာအ धिक လိုအပ်နေတာကစိတ်ခွန်အားဖြစ်တယ်ကျွန်တော်ဒီလေးများကိုဘာကြောင့်ရွေးချယ်လိုက်တယ်လဲဆိုတော့အဲ့ဒီဘွဲမှာအလိန်ကလာနီကိုတွေ့လိုက်တဲ့အချိန် လူတိုင်းကကျွန်တော်အတွက်ပြန်ဘက်ကနော်ခက်ခဲလွန်းနေမေလို့ထင်မြင်ခဲ့ကြရတဲ့ဘာလို့လဲဆိုရပြိုင်မက်ကအချက်မြမြခွန်အားနဲ့စွာအားပြည့်စုံနေသူတယောက်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကတော့ကြောက်ရွံ့မှုနဲ့စိန်ခေါ်မှုတွေကိုကျော်လွှားနိုင်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီဘွဲကိုအနိုင်ယူနိုင်ခဲ့တယ်အဲဒါကြောင့်ဘဲကားမဆိုးမဖြစ်ရှင်းနိုင်တဲ့အခြေအနေတခုဖြစ်လာခဲ့ချိန်တိုင်းတက်တောင်တက်တာနဲ့ကျော်လွှားနိုင်ဖို့ရည်ရွယ်မှုကိုရှာဖွေရမှာပဲလို့ကျွန်တော်ကယုံကြည်တယ်ဆိုပြီးတော့အောင်လအန်ဆာကခွန်အားပေးသွားခဲ့တာပဲဖြစ်ပါတယ် အခုကျွန်တော်ခင်ဗျားတို့ကိုဒီတိုက်ပွဲမှာပါဝင်ဖို့ဖိတ်ခေါ်ပါရီတိုက်ခဲ့တဲ့ဂွေးမမဟုတ်ပေတကယ်လိုအပ်တဲ့နေရာတွေအတွက်ဖြစ်ပါလေလို့အောင်လာအန်ဆန်ကပြောပါရီလူရန်ပါမျှဝေပါအထောက်ပံ့ပေးပါမြန်မာနိုင်ငံဟာတသားရဲအမြင်ရှိနေကြောင်းပြသကြရအောင်ဆိုပြီးတော့အောင်လာအန်ဆန်ကဆိုလာခဲ့တာပဲဖြစ်ပါရီ